သူမမှာရွေးချယ်စရာမရှိတော့တဲ့အတွက်သူမအတော်ရဲ့ဂိုဒေါင်ထဲမှာနေထိုင်ခဲ့ရပါတယ်။သူမရဲ့အတော်ကအတကြီးပြီးစာနာစိတ်ကင်းမဲ့တဲ့သူတူပါ။သူမအပေါ်မှာလည်းလုံးဝတနာကျင်နာမှုမရှိပဲရေအေးတွေလောင်ပြီးသူမမျက်နှာကိုရိုက်တာတွေလုပ်ပါတယ်။ရိုးစ်ကသူမအတော်ရဲ့အိမ်ကနေထွက်သွားချင်တာကြောင့်အလုံမျိုးစုံကိုလှုပ်ကန်ခဲ့ရပြီးအဲ့ဒီအလုပ်ထဲကတစ်ခုကတော့ဘာမှလုပ်တာဖြစ်ပါရဲ့။ကံမကောင်းစွာနဲ့ပဲသူမကိုတီကျွမ်းတဲ့အရင်ကချမ်းသာတာတဲ့လူတို့ချို့ကဆိုင်ကိုရောက်လာပြီးသူမရဲ့ဆင်းရဲတဲ့အခြေအနေကိုမြင်သွားကြပါရဲ့ ဒီလူတွေကသူမကိုအနိုင်ကျင့်ခြင်းနဲ့အတွက်အရက်အတင်းတိုက်ကြပါတယ်။အဲဒီအချိန်မှာပဲလူတအုပ်ပေါ်လာပြီးသူမရှိမှဒူးထောက်လိုက်ပြီးလက်တစ်ဖက်ကမ်းပစ်လိုက်ပါတယ်။အဲဒီလူကတော့ Jack ဖြစ်ပြီးထိတ်တန်းကုမ္ပဏီကြီးရဲ့ဥက္ကဋ္ဌတအုပ်ဖြစ်တဲ့အတွက်အနိုင်ကျင့်ခဲ့တဲ့လူချမ်းသာတွေကချက်ချင်းလေးစားသွားကြပါတယ်။သူက Rose ကိုတိုက်ခဲ့တဲ့အရက်တွေကိုအကုန်တောက်လိုက်ပြီးနောက်ဒီလူထပ်ပြီးသူမကိုအနိုင်မကျင့်မှုအတွက်တခြားသူတွေကိုလည်းသတိပေးလိုက်ပါတယ်။ Rose က Jack ကိုသူမကိုသိရလားလို့မေးလိုက်တဲ့အခါ Jack ကပြန်မဖြေဘဲသူမရဲ့မျက်နှာကိုနှက်ဆိုင်တဲ့အကြည့်တွေနဲ့ကြည့်ခဲ့ပါတယ်။ ဒီလိုနဲ့အိမ်ပြန်ရောက်တဲ့အခါမှာတော့ Rose ရဲ့အကိုဝမ်းခွဲကသူ့မကိုမယိုးသားတဲ့အကြည့်တွေနဲ့ကြည့်ပြီးမကောင်းကြံတဲ့အတွက်မိအိမ်နဲ့ရိုက်ချပြီးအိမ်ကနေထွက်ပြေးလာခဲ့ပါတယ်။သူ့မရဲ့တငယ်ချင်းကလည်း Driver တဦးစီကနေအနောက်ရှက်ခံရတဲ့အတွက်အကူအညီတောင်းခံခဲ့ပါတယ်။ Rose ကလည်းသူ့မရဲ့အခြေအနေကိုမေးသွားပြီးမိုးရွာထဲမှာသူ့မရဲ့တငယ်ချင်းကိုကူညီဖို့အတွက်အပြေးသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူမကသတိလစ်သွားတဲ့အတွက်ဂျက်ကသူမကိုစိတ်ယုံခေါ်သွားခဲ့ပါတယ်။သူမရဲ့တငယ်ချင်းကဂျက်ကိုသူမရဲ့ဦးလေးဖြစ်ကြောင်းရိုးစ်ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ရိုးစ်ကလည်းနှစ်ပေါင်းများစွာကစိတ်ဝင်စားဖို့ကောင်းတဲ့ချက်အကြောင်းသိလာပါပြီ။ချက်ကသူ့ရဲ့လက်ကဝတ်ကိုလှီးဖြတ်ပြီးကိုကိုကိုအဆုံးစေမှုစူးစမ်းခဲ့ပြီးမိန်းကလေးတစ်ယောက်ကသူ့ကိုကဲတင်ခဲ့တာဖြစ်ပါရဲ့။အဲဒီအချိန်ကစပြီးချက်ကဒီမိန်းကလေးကိုရှာဖွေနေခဲ့တာပါ။အခန်းအပြင်ဘက်မှာတော့ဂျက်စ်ကရိုးစ်ကိုချောင်းကြည့်နေပြီးသူ့ရဲ့လက်ကဝတ်ပေါ်ကအမားရွက်ကိုကြည်ကရိုးစ်ငါနောက်ဆုံးတော့မင်းကိုရှာတွေ့ပြီလို့ပြောလိုက်ပါရဲ့။ ရိုးစ်ကပြန်ပြီးတက်လာတာနဲ့ချက်ချင်းအလုပ်ပြန်ဝင်ပြီးစားတော့ဆိုင်တစ်ခုမှာမုံမှားတာယူဖို့အတွက်မြင်မြန်ပြေးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမရဲ့အရင်ကရံပဲဖြစ်ခဲ့တဲ့အေမီနဲ့တွေ့ပြီးအေမီကရိုးစ်ရဲ့ကိတ်ဘုတ်ကိုမှောက်ချပြီးသူ့ရဲ့ဖက်နှက်ကိုတုပ်ပေးဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရိုးစ်ကအေမီဟာသူမရဲ့သုံးမိသားဖက်နှက်ကိုဝှထားကြောင်ပြန်ပြောတဲ့အခါအေမီကဒေါသထွက်သွားပြီးရိုးစ်ကိုရိုက်ဖို့ကြိုးစားလိုက်ပါတယ်။အဲ့ဒီအချိန်အေမီလက်ကိုလူတစ်ယောက်ကတားလိုက်ပြီးဘသူကငါအမျိုးသမီးထိခိုက်တယ်လို့မေးလိုက်ပါတယ်။ အဲ့ဒီလူကတော့ Jack ဖြစ်နေပြီသူကအေမီဘက်ကနေရက်တီပေးတယ်လို့ထင်ပြီးသူမကထွက်သွားဖို့ပြင်လိုက်တဲ့အခါ Jack ကရက်နေဖို့ပြောလိုက်ပြီးမင်းဘယ်လိုသွားနေတယ်လဲလို့မေးလိုက်ပါတယ်အေမီက Jack ကသူမဘက်ကလို့ထင်လိုက်ပြီး Rose ကိုပတ်စံနဲ့ပောက်လိုက်ပြီးကိမုတ်အကြံတွေကိုဒူးထောက်ပြီးကောက်ဖို့အတွက်အမိန်ပေးလိုက်ပါတယ် Rose ကလည်းလူရီကြားထဲရှက်သွားပြီးလဲကြမလို့ဖြစ်နေစင်မှာပဲ Jack ကသူမကိုရင်ဝင်နဲ့ဆွဲထည့်လိုက်ပြီးမင်းဘာလို့အမြဲတမ်းတခြားသူတွေစီကနှိမ်ချခံရရတာလဲလို့မေးလိုက်ပါတယ် ရော့စ်ကလည်းအန်အွန်နေတော့မှာပဲသူမကဂျက်ကိုဖျားယောင်းနေတယ်လို့ထင်ပြီးသူမပေါ်ရေလောင်းချလိုက်ပါတယ်ဒီအချိန်ဂျက်ကလည်းချက်ချင်းပဲသူ့ရဲ့ကုတ်အင်းကြီးကိုချက်ပြီးရော့စ်ကိုခြုံပေးလိုက်ပါတယ်အဲဒီနောက်မှာတော့ဂျက်ကအေမီစီမှာယင်းနှမြုံနှံထားတဲ့သူ့ရဲ့အယင်းလေးတွေအလုံးကိုထုတ်လိုက်ပါတယ်အေမီကရော့စ်ကိုအရှက်ရစေခြင်းနဲ့အတွက်ကြိုးတက်ပြီးတရော်ထုတ်ဖို့အတင်းစွပြောပါတယ်ရော့စ်ကပထမဆုံးသီးလုံးတန်ကစိုးရနေတဲ့အတွက်အေမီကအောင်းမွဲခံလိုက်ပါတယ်ဒါပေမဲ့ဂျက်ကတော့ Rose ကကြွန့်ကျင်တဲ့အတီးသမားတစ်ယောက်ဖြစ်နေတာကိုအရင်ကတည်းကတီးထားပြီး Rose ကလည်းသူမရဲ့ကြွန့်ကျင်မှုတွေကိုပြသလိုက်ပါတယ် အဲ့ဒီအခါအခန်းထဲမှာရှိတဲ့လူတွေအားလုံးကလည်းအံ့ဩသွားပြီတချို့ကဆက်သွယ်ဖို့အတွက်သူမရဲ့လိပ်စာကိုတောင်းခံကြတဲ့အခါဂျက်ကမကျင့်တတ်ပါဘူးသူက Rose ရဲ့မေးစည်းကိုကန်ပြီးတခြားယောက်ျားတွေနဲ့ဆက်သွယ်မယ်စားငါနဲ့ဆက်သွယ်ပါလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူက Rose ရဲ့တန်ရာကို plaster ကပ်ပေးလိုက်ပြီး Rose ကိုသူ့ရဲ့အတွေ့အမှုအနေနဲ့ခန့်အပ်မယ်လို့လူကြားတဲ့ညင်ညာလိုက်ပါတယ်ဂျက်ကလည်းသူမကိုဆွဲခေါ်ပြီးမင်းအခုပတ်စံလို့နေရဆိုတာငါသိတယ်ဒီအလောက်ကမင်းကိုကောင်းကောင်းအကျိုးမြတ်ရရှိမယ်လို့တော်တော်လေးကပ်ပြောလိုက်ပါတယ် ရော့စ်ကလည်းမငင်းဆန်နိုင်ခဲ့ပါဘူး။အလုပ်ပထမဦးဆုံးနေ့မှာရော့စ်ကဂျက်ကနဲ့တူတူပွဲတစ်ခုလိုက်သွားပါရယ်။ပွဲအတွင်မှာလုပ်ငန်းရှင်တူကရော့စ်ကိုအရက်တိုက်ဖို့ကြိုးစားပေမယ့်ဂျက်ကတားလိုက်ပြီးသူမကအရက်နဲ့မတည့်ဘူးလို့ရှင်းပြပြီးသူမအစာတောက်ပေးလိုက်ပါရယ်။ဂျက်ကသူမအရက်နဲ့မတည့်တာကိုဘယ်လိုသိသလဲလို့စဉ်းစားမရဖြစ်တဲ့အခါဂျက်ကခံမှန်းတာပါလို့ယိုယိုလေးပဲပြန်ပြောလိုက်ပါရယ်။ အဲဒီနောက်တော့အမျိုးသမီးလုပ်ငန်းရှင်တယောက်က Rose အတွက်တောက်စရာတစ်ခုခုပေးလိုက်ပါတယ်။ဒါပေမဲ့ Amy က Rose ကိုသင်ခန်းစာပေးခြင်းနဲ့အတွက်အဲ့ဒီထဲမှာမွေးစေးထည့်ဖို့အတွက်ဒီအမျိုးသမီးကိုညွှန်ကြားထားတာပါ။ Rose ကိုလူโซတယောက်ကတခြားအခန်းတစ်ခုထဲကိုသွားခေါ်တဲ့အခါ Jack ကတစ်ခုခုမှားနေရဲဆိုတာသတိထားမိပြီးသူ့မှောက်ကဲတင်လိုက်ပါတယ်။မွေးစေးအာနီတင်ဆလာတဲ့အခါ Rose က Jack ရဲ့ပုံမှန်တက်ထိုင်ပြီးအကူအညီတောင်းနေပါတယ်။နောက်ဆုံးမှာတော့သူမကသူ့ကိုနမ်းမိသွားခဲ့ပါတယ်။ မင်းတို့လာတဲ့အခါဒါကိုနောင်နာမရပါစေနဲ့လို့ဂျက်ကသူ့မောင်နန်းနန်းရှိုင်းရှိုင်းကြည့်ပြီးပြောလိုက်ပြီးတဲ့နောက်နှစ်ယောက်သားချစ်တင်းနှော့ခဲ့ကြပါရယ်။နောက်တနေ့ Rose နိုးလာတဲ့အခါသူ့မောင်ထွက်ပြေးဖို့ကြိုးစားပါရယ်။ဒါပေမဲ့ဂျက်ကသူ့မောင်ကိုဆွဲထားပြီးသူ့မရဲ့လယ်ဘေးပေါ်မှာရှိတဲ့အနမ်းရာတွေကိုဖုံးအုပ်ပေးလိုက်ပါရယ်။အဲ့ဒီအပြင်ဂျက်ကသူ့မောင်ကိုအိမ်တလုံးပေးပြီးအိမ်ပိုင်ဆိုင်မှုလွှဲပြစာချုပ်တစ်ခုကိုသူ့မောင်လည်းထည့်ပေးလိုက်ပါရယ်။သူ့မောင်ကလည်းဒေါသထွက်သွားပြီးအတော်အင်ကနှင်ထုတ်ခံရပြီးကြတဲ့ကသူ့မောင်ကိုခန္ဓာကိုယ်နဲ့အလဲလဲလှုပ်ပြီးအကျိုးမြတ်ယူတဲ့အမျိုးသမီးတစ်ဦးအနေနဲ့မမြင်စေချင်ပါဘူး။ ဂျက်ကလည်းစိတ်ရှုပ်သွားပြီးအိမ်အစားငွေသားပေးမယ်လို့ပြောတဲ့အခါသူမကပိုဒေါသထွက်သွားပြီးသူ့ရဲ့အိမ်ကနေထွက်လာခဲ့ပါတယ်ဂျက်ကသူမကိုလိုက်ရှာခဲ့ပြီးမှရိုးစ်ကစီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ကားတဲ့ကိုတက်သွားတာကိုတွေ့လိုက်ပါတယ်အဲဒီလူကရိုးစ်ကိုတတိတ်လေးချစ်ကြိုက်နေတာဖြစ်ပြီးဂျက်ရုံးကန်ကိုပန်းတွေပို့ပေးနေကြတာဖြစ်ပါတယ်ရိုးစ်ကအဲဒီလူနဲ့အတူနေပြီးသူ့စီကနေထွက်သွားပြီလို့ထင်ပြီးအရန်ကိုဒေါသဖြစ်သွားပါတယ်။ဒါပေမဲ့မင်းရဲ့အနေနဲ့ကြားတဲ့အခါမှာရိုးစ်ကစာချုပ်တစ်ခုကိုကင်ပြီးဂျက်ကရုံးခန်းလေးကိုဝင်လာခဲ့ပါတယ်။သူမကဒီလုပ်ငန်းရှင်ရဲ့အကြိုက်ကိုအတုံးချပြီးအမှားစာတစ်ခုယူလာတာဖြစ်ပါတယ်။ ဂျက်ကပြောသွားလိုက်မယ်လို့သူမှထိန်းလိုက်ပြီးမဲ့ဒေါသထွက်နေတာကိုတွေ့တဲ့အခါတော့အံ့ဩသွားခဲ့ပါတယ်။အခြေအနေတွေဟာလည်းပိုဆိုးလာပြီး Rose ကစိတ်ရှုပ်သွားတဲ့အတွက်ရုံးငန်းကနေထွက်လာခဲ့ပါတယ်။အဲ့ဒီလုပ်ငန်းရှင်ကလူအများရှိမှ Rose ကိုချစ်ကြကြောင်းဝန်ခံလိုက်တာကိုဂျက်ကမျက်စိနဲ့တအံ့မြင်လိုက်ရပါပြီ။ဂျက်ကလည်းမနာလိုစိတ်နဲ့ဒေါသထွက်ပြီးအဲ့ဒီလုပ်ငန်းရှင်အတိတ်ကိုဖော်ထုတ်ပြောတဲ့အခါသူကရှက်ယွံသွားပါတယ်။ဂျက်က Rose ရဲ့လက်ထက်ကနှင်းစီပန်းတွေကိုဆွဲယူလိုက်ပြီးမင်းကလူတယောက်ရဲ့စစ်မှန်တဲ့ခံစားချက်ကိုနင်းချပစ်လိုက်တယ်လို့ပြောလိုက်တဲ့အခါ ူမကအဲ့ဒီပန်းတွေကိုသူမအမှန်တကယ်ကြိုက်တဲ့အကြောင်းဝင်ခံလိုက်ပါတယ်။ဒီအချိန်ဂျက်ကီးရဲ့နှလုံးသားကနာကျင်သွားပြီမဲ့လဲခေါင်းမဆွနိုင်ပဲအဲ့ဒီလုပ်ငန်းရှင်နဲ့ Rose တို့ကိုဆူတောင်းပေးလိုက်ပြီးထွက်သွားပါတယ်။အဲ့ဒီလုပ်ငန်းရှင်ကသူအောင်မြင်ပြီးအထင်နဲ့ Rose ကိုပွေ့ချီဖို့ကြိုးစားလိုက်ပြီးမဲ့ Rose ကတော့ညင်လိုက်ပါတယ်။ဒီအခါလုပ်ငန်းရှင်ကဒေါသထွက်သွားပြီး Rose ရဲ့အတော်လေးရောက်လာတဲ့အတွက်သူတို့နဲ့ပေါင်းပြီးသူ့မကိုဖမ်းဆီးဖို့ကြံစီပါတယ်။ကံကောင်းစွာနဲ့ပဲ Jack ကအချိန်မီပြန်ရောက်လာပြီး Rose ကိုကယ်တင်လိုက်ပါတယ်။ ရုစီးယားတော်ကဒေါသထွက်သွားပြီးသူမရဲ့ဆုံးဖသွားတဲ့မိဘကိုချိန်ဆဲလိုက်တဲ့အတွက်သူမရဲ့အတိတ်ကဒဏ်ရာတွေကပြန်ပေါ်လာပြီးသူမကိုနာကျင်စေခဲ့ပါရယ်။ရိုးစတယောက်တုံးလုံးဒေါသထွက်သွားတာကိုမြင်တဲ့အခါဂျက်ကသူ့ရဲ့ဒေါသကိုမေ့သွားပါရယ်။သူမကိုညင်ညင်သာသာနဲ့သူ့ရင်ွယ်ထဲဆွဲထွက်လိုက်ပြီးမကြောက်ပါနဲ့ကျန်တာတွေငါချပေးမယ်လို့ပြောကာသူမကိုတိုးတိုးလေးကပ်ပြောလိုက်တာပေါ့။ rose ကလည်းအဲ့ဒီလုပ်ငန်းရှင်ရဲ့ချစ်ခွင့်ပန်းတာကိုသူမကလက်ခံလိုက်တယ်လို့သူအထင်မှားခဲ့ပြီးမြင်လိုက်တာကိုတီးလိုက်ရတဲ့အတွက်တိတ်တိတ်လေးစိတ်သက်သာရသွားခဲ့ပါတယ် ဂျက်ကသူ့ရဲ့မျက်မှန်ကိုပင်လိုက်ပြီး Rose ကသူ့မကိုဘာကြောင့်အကူအညီပေးတယ်လဲလို့မေးလိုက်ပါတယ်။ဂျက်ကလည်းစိတ်ထဲမှာငါမင်းကိုချစ်နေလို့ပါလို့ပြောလိုက်ပေမဲ့သူ့ဘက်ကတော့ဝန်ခံမှုတတ်သိမရှိပါဘူး။အဲ့ဒီအချိန်ဂျက်ရဲ့အဖိုးစီကဖုန်းတစ်ခုဝင်လာပါတယ်။အဖိုးဖြစ်သူကဂျက်နဲ့ Rose တို့ရဲ့ဆက်ဆံရေးအကြောင်းသိထားတဲ့အတွက်သူတို့ရဲ့ပတ်သက်မှုကိုမေးမြန်းခဲ့ပါတယ်။သူအဖိုးက Rose ကိုအနေရပြုမှာကိုစိုးရိမ်နေတဲ့အတွက် Rose ကတာမန်အရေးမပါတဲ့အမျိုးသမီးတဦးသာဖြစ်တဲ့အကြောင်းလိမ့်လဲပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ Rose ကဒီစကားကိုကြားပြီးစိတ်ပြတ်သွားပါတယ်။ Jack ကသူ့အတွင်းမှုအနေနဲ့ဆက်မလို့တော့ဘူးထင်တဲ့အတွက်နောက်တနေ့မှသူမှနှုတ်ထွက်စာတင်လိုက်ပါတယ်။ဒါကို Jack ကလည်းစိုးရိမ်သွားပြီး Rose ကိုဆက်ပြီးနေပြီးတောင်းပန်လိုက်ပြီးသူ့ရဲ့လက်ထက်မဲ့သတို့သမီးအနေနဲ့ဟန်ဆောင်ပေးဖို့လည်းတောင်းဆိုပါတယ်။ဒီအတွက်အပြန်လန်နေတဲ့သူမရဲ့မိဘတွေဒေဝါလီခံသွားရတဲ့အမှန်တရားကိုစုံစမ်းပေးမယ်လို့ကတိပေးလိုက်ပါတယ်။ Rose ကလည်းသူမရဲ့မိဘတွေတည်ဆုံးတာကတန်တရားဖြစ်ဖွယ်ရာကောင်းတဲ့အတွက်သဘောတူလိုက်ပါတယ်။ ရော့စ်အဆင်ပြေလာတာကိုမြင်တဲ့အခါသူမရဲ့အတော်ကရော့စ်ကိုအတုံးချပြီးဂျက်ကိုချိန်ချဖို့အကြံပြုလိုက်ပါတယ်။ဒါပေမဲ့ဂျက်ကသူမကိုမချစ်ဘဲသူမကဂျက်ကိုအတုံးချနေတာဖြစ်တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ဂျက်ကအဲဒီစကားကိုကြားပြီးဒေါသထွက်သွားတဲ့အတွက်ချက်ချင်းပြန်လဲထွက်ခဲ့ပါတယ်။ဒါပေမဲ့လည်းရော့စ်ကချက်ချင်းသူမအတော်လေဘင်ကိုညှစ်လိုက်ပြီးဂျက်ကိုအန်ဒီရဲ့ပြုတ်ရင်သူတို့နှစ်ဦးစလုံးအဆုံးသတ်သွားမယ်လို့ချိန်ချလိုက်ပါတယ်။ဒေါသထွက်နေတဲ့ဂျက်ကကားကိုမြင်မြန်မောင်းပြီးရော့စ်ကိုအိမ်ကိုခေါ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ရော့စ်ကိုအိမ်ရပေါ်ပြစ်ချလိုက်ပြီး "तू ဘာလို့ကျင်တယ်လဲ"လို့ရော့စ်ကိုမေးတဲ့အခါမှာတော့ဂျက်က သူ့ရဲ့မေးစီကိုစုပ်ကိုင်လိုက်ပြီးငါနဲ့လက်ထက်မဲ့သူနဲ့အတူတူအိတ်ချင်တယ်ပြဿနာရှိလားလို့ပြောလိုက်ပါတယ် Rose ကသူတို့နှစ်ဦးဟာစာချုပ်အရသာဆက်ဆက်ရင်ရှိတာသတိပေးခဲ့ပြီးမယ် Jack ကသူ့မကိုနမ်းတဲ့အတွက်သူ့မဘာမှပြန်မပြောနိုင်ခဲ့ပါဘူး Rose ကစိတ်ဆိုးသွားပြီး Jack ကိုကိုက်လိုက်တဲ့အတွက် Jack ကလည်းသူ့မကိုအိတ်ရပေါ်ပစ်ချလိုက်ပြီးမင်းအငေါ့ဒီလောက်တော့မုန်းသလားလို့မေးလိုက်ပါတယ်သူ့မကခေါင်းလှဲလိုက်တာကို Jack ကဖြေးလိုက်တယ်လို့အထင်နဲ့မေးလိုက်ပါလို့ခါသီးစွာပြောဆိုပြီးသူ့မကိုလှုပ်ပေးလိုက်ပါတယ်ဒါပေမဲ့ Rose က Jack ကိုပြန်ဆွဲပြီးသူ့အပေါ်ကိုတတ်ထိုင်လိုက်ပါတယ် ငါမင်းကိုမမုံပါဘူးစံချင်မန်အနေနဲ့မင်းကိုငါတကယ်ကြိုက်တယ်လို့ပြောခဲ့ပြီးမြင်သူမကအဲ့ဒီစကားကိုအတတ်မထွက်ပဲစိတ်ထဲပြောနေခဲ့တာပါ။ဘာကြောင့်လဲဆိုတော့သူမက Jack နဲ့မထိုက်တန်ဘူးလို့ထင်တဲ့အတွက်ကြောင့်ပါ။ Jack က Rose ကိုနမ်းလိုက်ပြီးနှစ်ဦးသားချစ်တင်နှော့ခဲ့ကြပါရယ်။နောက်တစ်နေ့မနက်မှာတော့ Jack က Rose ရဲ့မိဘတွေဒေဝါလီခံလိုက်ရတဲ့အမှန်တရားကို Rose ရဲ့လက်ထဲထည့်ပေးလိုက်ပြီးမြင်နောက်ကွယ်မှာဘသူတွေပါဝင်ပတ်သက်နေတယ်လဲဆိုတာတော့မပါပါဘူး။ဒီလိုနဲ့အဲ့ဒီအထောက်အထားတွေလက်ထဲရောက်လာတဲ့အခါသူမမိဘတွေပိုင်ဆိုင်တဲ့ကုမ္ပဏီကိုပြန်ပြီးကဲတင်နိုင်မယ်လို့ Rose ကမျှော်လင့်နေပါတယ် ်ဂျက်ကိုကျေးဇူးတင်တဲ့အတွက် Rose ကထမင်းချက်ပြုတ်ပေးလိုက်ပြီးမယ်နောက်ဆုံးမှာတော့သူမရဲ့လက်ကိုအပူလောင်သွားခဲ့ပါတယ်ဂျက်ကလည်းသူမရဲ့ဒဏ်ရာကိုအများဆုံးကုသပေးပြီးဘသူကမှကျေးဇူးမတင်နေပဲကိုကိုကိုဂယူးဆိုင်ဖို့ပြောလိုက်ပါတယ် Rose ကသူမရဲ့ခံစားချက်တွေထိန်းချုပ်မထားနိုင်တော့ပဲဂျက်ကိုသူမပေါ်ဘာကြောင့်ဒီလောက်ကောင်းရတယ်လဲလို့မေးလိုက်ပါတယ်ဂျက်ကသူမကိုစန့်သက်ပြီးငါမင်းကိုချစ်တယ်လို့ပြောရင်မင်းလက်ခံမလားလို့မေးလိုက်တာပေါ့အဲ့ဒီနောက်မှာတော့မင်းလိုချင်တာတွေကိုငါပေးမယ်လို့ထပ်ပြောခဲ့တဲ့အခါ Rose ကပြန်မဖြေခဲ့ပါဘူး ဒါကြောင့်ဂျက်ကလည်းသူ့ကို Rose မကြိုက်ဘူးထင်သွားပြီးငါဟာတာပြောနေတာပါလို့ပြောတဲ့အတွက်နှစ်ဦးသားစိတ်ဖြတ်သွားကြပါတယ်။အေမီကသူ့ရဲ့မွေးရမြေကိုပြန်လာပြီးအလုပ်တွေစူးစမ်းလုပ်နေတယ်လို့ဂျက်ကတီးထားပေမဲ့သူမက Rose ကိုပြန်ပြီးဆွဲဖို့အခွင့်အရေးကိုစောင့်ဆိုင်းနေကြတာပါ။ဒီအတွက် Rose ကအံ့ဩသွားပြီး Amy ကလက်စားချေဖို့ရည်ရွယ်ပြီး Rose ကိုတတ်ဖို့ရွေးလိုက်ပါတယ်။အဲ့ဒီအချိန် Jack ရောက်လာပြီး Amy ရဲ့တိုက်ခိုက်မှုကိုဝန်ခံလိုက်ပြီး Rose ရဲ့လက်ထဲမှာလဲချသွားခဲ့ပါတယ်။ Jack က Rose အတွက်အသက်ဆုံးမလုပ်ခဲ့တဲ့အကြောင်းသူ့အဖိုးကတီးသွားတဲ့အခါဒေါသထွက်ပြီးလဲချသွားပါတယ်။ ရုစီယံမိဘတွေတေဆုံးမှုအတွက်တာဝန်ရှိခဲ့တဲ့သူကဂျက်ကအဖြစ်ဖြစ်ကြောင်းလေအကယ်လို့ရိုးစကားဒီအမှန်တရားကိုသိရင်သူမအနေနဲ့ဂျက်ကိုစန့်ကျင်မှာအသေးချာဖြစ်တယ်လို့အဖိုးဖြစ်သူကသတိပေးလိုက်တဲ့အတွက်ဂျက်ကလည်းအံ့ဩသွားခဲ့ရပါတယ်။ရိုးစကားလည်းဒီစကားတွေကြားတဲ့အခါသူမအကြီးကျယ်နာကျင်ခံစားရပါတယ်။သူမကသူမအဖေကိုတတ်ခဲ့တဲ့လူရဲ့သားကိုချစ်နေခဲ့တဲ့အတွက်စိတ်ပြက်လက်ပြက်နဲ့အရက်အလွန်ကျွံတောက်တုံးပြီးသတိလစ်သွားပါတယ်။ကျက်ကသူမစီကိုအမြန်ပြေးလာပြီးအိမ်ကိုပို့ပေးခဲ့ပါတယ်။သူမပေါ်ခန်းစားချက်တွေကိုဝန်ခံဖို့အတွက်ရည်ရွယ်ခဲ့ပေမယ့် Rose ကနားထောင်နိုင်စွမ်းမရှိဘဲ Jack ကိုလူလိမ့်အနေနဲ့ဒေါသထွက်ပြီးဆွဆွဲလိုက်ပါတယ်။အဲဒီနောက်မှာတော့ Jack ရဲ့အဖိုးကရုတ်တရက်တွန်းချခံရရင်သတိလစ်သွားပါတယ်။ဒီအချိန်အနားမှာရှိနေတဲ့သူက Jack ရဲ့အဖေနဲ့ Rose တို့ပဲဖြစ်ပါတယ်။ဝန်ထမ်းတွေကဒီအဖြစ်ပြက်ဟာ Rose လုလိုက်တာလို့ပြောတဲ့အတွက် Jack ကလည်းဒေါသထွက်သွားပြီး"သူမကိုဘာကြောင့်ဒီလိုလုပ်ကြတယ်လဲ"လို့မေးခဲ့ပြီးမြဲသူမကဘာမှပြန်မပြောခဲ့ပါဘူး။ဒါပေမဲ့အမှန်တကယ်တော့ Jack ရဲ့အဖိုးကိုတွန်းချတဲ့သူက Rose မဟုတ်ပဲ Jack ရဲ့အဖေဖြစ်နေတာပါ။ဒီအဖြစ်အပျက်တွေကြောင့်သူတို့နှစ်ယောက်ဟာကွဲကွာသွားခဲ့ရပါတယ်။ ချက်ကအမှန်တရားကိုသိရှိထားပြီးသားဖြစ်ပါတယ်။ဒါပေမဲ့သူ့အဖေကိုတရားမျှတမှုရှိစေခြင်းတဲ့အတွက်မသိတယ်လို့ဟန်ဆောင်ပေးခဲ့တာပါ။ချက်ရဲ့အဖိုးသတိလစ်ပြီးတဲ့နောက်ချက်ရဲ့အဖေကကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်လာပါတယ်။ Rose ကဥက္ကဋ္ဌခန်းထဲဝင်လာပြီးသူ့မိဘတွေမတရားခံခဲ့ရတဲ့အကြောင်းမေးမြန်းတဲ့အတွက်သူလုံးဝမမျှော်လင့်ထားပေမဲ့နောက်ဆုံးမှာအားလုံးကိုဝန်ခံလိုက်ပါတယ်။ Rose ကသူ့ရဲ့ဝန်ခံချက်ကိုဖုန်းနဲ့မှတ်တမ်းတင်ထားတဲ့အတွက်ချက်အဖေကဒေါသထွက်သွားပြီး Rose ကိုတတ်ဖို့စီစဉ်လိုက်ပါတယ်။သူဒီလိုမျိုးလှုပ်ဆောင်နေတဲ့အတော်အတွင်းချက်ကလူတစုနဲ့ရောက်ရှိလာပါတယ်။ ရော့စ်ကိုလွတ်ပေးရင်သူ့အဖေလူသမီးကိုပေးဖို့ချက်ကသဘောတူလိုက်ပါတယ်။ရော့စ်ကချက်ကဘာကြောင့်သူ့မကိုဒီလောက်ထိဂယုဆိုင်တယ်လဲဆိုတာနားမလည်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ချက်ကအမှန်တရားကိုဖော်ထုတ်ပြောပြလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေကတက္ကသိုလ်တက်တဲ့အချိန်သူကအတန်းပေါ်ရဲ့အနိုင်ကျင့်ခံရပြီးကိုကုတ်ကိုအဆုံးစီရင်ဖို့ကြိုးစားခဲ့ပါတယ်။ဒီအချိန်မှာပဲရော့စ်ကသူ့ကိုကယ်တင်ခဲ့ပြီးတက္ကသိုလ်၄နှစ်အတွင်းချက်ကသူ့မနောက်ကိုတိတိစိတ်လိုက်လံကြည့်ရှုပြီးသူ့မကိုနှဆိုင်စွာချစ်ကြိုက်နေရပါ။အမှန်တရားကိုသိရှိတဲ့အခါရော့စ်ကစိတ်လှုပ်ရှားသွားပြီးငိုကြွေးခဲ့ရပါတယ်။ သူမကဂျက်ကစ်အဖေလက်ထက်ကနေလွတ်မြောက်ဖို့ကြိုးစားလိုက်ပြီးဂျက်စီကိုပြေးသွားလိုက်ပါပြီဒီလိုနဲ့နှစ်ဦးသားပွေးဖက်လိုက်ကြရပြီးနောက်ဆုံးမှာတော့ဂျက်ကစ်အဖေကိုဖမ်းဆီးလိုက်မိပါတယ်အရာအလုံးငြိမ့်သက်သွားတဲ့အခါ Rose နဲ့ Jet တို့နှစ်ဦးတယောက်နဲ့တယောက်ချက်ချင်းမြစ်တာအစစ်မှန်ကိုမျှဝေပြီးချုံမြင့်စွာနိုင်ရှာရင်းနဲ့ပဲဒီဇယ်လန်လေးကအဲ့ဒီနေရာမှာပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ